ခင်းနေဆိုတာဖြစ်ကုန်မဖြစ်နိုင်ဘူးလို့ဆိုတယ်နော်။ယသောဘုရားပေးတဲ့ဥပမာတော့လူဘဝဘလောက်ရခဲ့တယ်ဆိုတာဘယ်ပုဂ္ဂိုလ်တွေအတွက်ပြောတာတော့လို့ဆိုရင်အပင်လေးပုံရောက်သွားပြီးတဲ့တတ္တဝါတွေအတွက်လူဘုံကိုပြန်ဥလှည့်ဖို့ဆိုတာအလွန်ခက်တယ်တဲ့။အဲ့ဒါကိုဗာနဲ့ဥပမာ ပေးထားတော့ဆိုလက်ကန်းကြီးတစ်ကောင်ရဲ့ဥပမာလေကန်းကြီးတကောင်ရဲ့ဥပမာလည်းပဲ ကြည့်လက်ကမ်းကြီးတကောင်ကပင်လယ်ထဲမှာကျက်စားတယ်။အနှစ်တရာကြာမှပင်လယ်ရေမျက်နှာပြင်ပေါ်မှာခေါင်းကလေးပြူကြည့်ပြီးအသက်ရှူတယ်။အနှစ်တရာလုံးလုံးပင်လယ်ရေမျက်နှာပေါ်မှာတက်မလာဘူးတဲ့။ပင်လယ်ရေထဲမှာပဲရေနဲ့ပိုင်းထဲမှာပဲသူကလှဲ့လှဲ့ကျက်စားပြီးတော့နေတဲ့လက်ကြီး။အဲ့ဒီလက်ကြီးကမျက်စိနှစ်ကွင်းအလင်းမရလို့ကန်းနေတဲ့လက်မို့လက်ကန်းနဲ့ဟောက အဲ့ဒီပင်လေပြင်ထဲမှာထံဘူရုံကြီးတစ်ခုကအပေါက်ကလေးတစ်ခုပဲပေါက်ပါအဲ့ဒီပင်လေဆိုတာကအမြဲတမ်းလှုပ်ရှားနေငြိမ်းနေတာမဟုတ်ဘူးတိုင်းကအမြဲတမ်းတိုက်ပြီးတော့နေတဲ့နေရာအဲ့ဒီထံဘူရုံကြီးရဲ့ပင်လေထဲမှာမျောပြီးတော့မျောချင်ရမျောနေတဲ့ထံဘူရုံကြီးရဲ့အပေါက်တစ်ပေါက်ထဲပါလက်ကန်းကြီးကလည်းသွားချင်ရသွား အနှစ်တရားကြတဲ့အခါပင်လေရေမျက်နှာပေါ်တက်လာပြီးခေါင်းကလေးပြူလိုက်တယ်တဲ့အဲ့ဒီပြူလိုက်တဲ့ခေါင်းလေးနဲ့ခဏကမျောခြင်းအမျောပြီးတော့လှိုင်းပုတ်ရမျောနေတဲ့ထပုံးလုံးကြီးရဲ့အပေါက်နဲ့သွားဆွတ်မိတယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဘူးဖြစ်နိုင်ပါအဲ့ဒါကဖြစ်နိုင်သေးတယ်တဲ့အပင်လေးပုံရောက်သွားတဲ့တတ္တဝါတယောက်လူပြေပြန်ရောက်ဖို့ဆိုခဲနေ ဘာကြောင့်လို့ဆိုစဉ်းစားကြည့်ပေါ့ကိုမျက်စိအောက်မှာရှိတဲ့တိရစ္ဆာန်လေးတွေပဲကြည့်လူတွေနဲ့အနည်းဆန်ဆုံးဖြစ်တဲ့ကြောင်ကလေးတွေခွေကလေးတွေကြည့်ပေါ့နေ့စဉ်နဲ့အမျှသူတို့ဘာတွေတွေးနေကြလဲဘာတွေလုပ်နေကြလဲကြည့်နော်အစာဝရင်အိပ်မယ်အစာမဝရင်အစာရှာမယ်အစာရှာရင်တယောက်နဲ့တယောက်အနိုင်ကျင်းမယ် ကိုက်မယ်ရံဖြစ်မယ်ဟုတ်ကဲ့လားအစာဝါရင်အိပ်မယ်ဒါပဲမို့လားပြီးစိတ်တဲ့အချိန်ရှိရလားရှိပါဘူးခရီးရှိခိုးတဲ့အချိန်ရှိရလားမရှိပါဘူးမရှိဘူးကိုရှိတဲ့အစာလေးတောင်တကောင်နဲ့တကောင်မျှစားကြနေမှာမဟုတ်ဘူးကိုယ်ပြတ်တဲ့ရောက်လာတယ်မလားနဲ့ကြောင်ဝင်လေးတွေဆို အစာလေးတစ်ခုကြွက်ကလေးတစ်ကောင်ပါစပ်တဲ့ရောက်လာပြီဆိုရင်မန်ဖီးနေတာဘသူမှမလာနဲ့လိုင်းတိုက်ခိုက်မှာပဲသူကဟုတ်ကလားအဲ့တော့သူတို့ရဲ့စိတ်နေသဘောထားလေးတွေကြီးလိုက်မယ်ဆိုလို့ရှိရင်အစာပေါ်မှာမမောနေတာကလောဘရထားတဲ့အစာကိုသူများနဲ့ ရှေးရမလုံနိုင်ပဲနဲ့မန်ဖီတာကမစ္စရိယမန်ဖီပြီးတော့ဒေါသနဲ့ဟိနေတာကဒေါသဟုတ်ကဲ့မန်ဖီပြီးတော့ယံလုံနေတာကဒေါသကြံတဲ့အချိန်လေးမှာမောဟတဲ့ကဲစဉ်းစားကြည့်မောဟရဲ့လောဘရဲ့ဒေါသရဲ့ဓာရီပဲလွှမ်းနေတာပဲသူတို့စိတ်မှာကုသိုလ်ပြုလို့တဲ့စိတ်ဆိုတာမျိုးမှသူတို့မှအလွန်ရှားတယ်နော် ဒါတရိစ္ဆာန်ပုံကိုမြင်ရတဲ့တရိစ္ဆာန်ဒါလူနဲ့အနိစ္စဆုံးခွေးလေးတွေကြောင်လေးတွေဆိုအနိစ္စဆုံးပြောလူနဲ့အလွန်ဝေးတဲ့အကောင်တွေဆိုလို့ရှိရင်တရိစ္ဆာန်ဆိုတာတွေကအညမညခါရိကဒုဗလခါရိကဘောဓုဒ္ဓအနေနဲ့ discovery channel မှာရှိတဲ့ safari ဆိုတဲ့အာဖရိကတော်ရိုင်းကတရိစ္ဆာန်တွေအကြောင်းရိုက်ထားတာကြည့်ကြည့် အလွန်တန်ဝေကရဆရာကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကတရိษံဘဝကိုစကလုံးလေးနှလုံးနဲ့ဟောထားတာအညမညခါရိကတဲ့တကောင်းတကောင်းတတ်စားတဲ့ဘဝဒုဗလခါရိကအားနေတဲ့အကောင်ကိုအားကြီးတဲ့အကောင်ကတတ်စားနေတဲ့ဘဝဆိုတာတကယ်ဟုတ်တာတကယ်ဟုတ်တယ်အဲ့ဒီလိုတတ္တဝါတွေဟာတကောင်းတကောင်းသတ်စားတဲ့ အားရှိတဲ့ကောင်ကအားနေတဲ့ကောင်ကိုအနိုင်ကျင့်ပြီးတော့တတ်စားတယ်။ကြီးတရိษံလေးတွေဆိုလို့ရှိရင်တမင်လေးတွေကျွဲလေးတွေကြားပါစက်ချင်းစိပါစက်မှသူတို့အသက်ပြောက်သွားတယ်။ဘုန်းကြီးတို့ဒီကနေ့ညနေတယ်မဲစကိုင်းကနေမရရလာတဲ့အခါမှာလမ်းမှာစိတ်နှကောင်ကိုကျိုးနဲ့တုပ်ပြီးတော့မော်တော်ဆိုင်ကယ်ပေါ်တင်သွားတော့မြင်တယ်။ချက်တီဆိုတာတော့မပြောနဲ့တော့ ခဏခဏတွေ့တယ်တလန်းလုံးအဲ့ဒါချက်ကိုနောက်ကနေဆောက်ထိုးကျိုးနဲ့ချီပြီးဆောက်ထိုးဆွဲပြီးတော့မော်တော်ဆိုင်ကယ်နဲ့စီးတော်တာတွေတွေ့လိုက်တယ်။ကဲသူတို့ဘဝစဉ်းစားကြည့်စမ်းအဲ့တော့ဒါတရိษံဘဝရဲ့ဒုက္ခလေးတစ်ခုတည်းမဲ့အမတန်ကြီးမားတယ်တဲ့တတော်ကြီးမားတဲ့ဘဝအဲ့ဒီဘဝမှာရောက်နေတဲ့တရိษံတွေကအဲ့ဒီလိုညှဉ်းပန်းခံနေရတဲ့အချိန်မှာ ဘလောက်စိတ်ဆင်းရဲပြီးတော့ဘလောက်တောကတွေဒေါသတွေဖြစ်နေကြမလဲဆိုတာစဉ်းစားကြည့်။တည်တော့ဒီစိတ်နဲ့တည်ရပါဆိုပြန်လာလို့ရပါ့မလား။ပြန်ပါပါ။အေးရေပုံရစကားပြောမယ်ဆိုရင်လောဘနဲ့တည်ရင်ပြိတ္တာဖြစ်တယ်။ဓာတူတွေကိုပြောတာနော်။ပြန်ပါပါ။လောဘလွန်းနေတဲ့အချိန်တည်လို့ရှိရင်ပြိတ္တာဖြစ်တယ်တဲ့။ဒေါသလွှမ်းမိုးနေတဲ့အချိန်တည်လို့ရှိရင်ငရဲချတယ်တဲ့။မောဟတွေလွှမ်းမိုးနေတဲ့အချိန်တည်လိုက်လို့ရှိရင်ဒိဋ္ဌိဆံဖြစ်တယ်တဲ့။ ဒါရေပုံရစကားကိုပြောတာပါเนาะမှန်ပါပါခင်ဗျဒီလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေလွှမ်းနေတဲ့အချိန်လေးမှာသိလိုက်လို့ရှိရင်ကောင်းအတုဂရိတော့ဘယ်နည်းနဲ့မှမရောက်နိုင်ဘူးစိတ်ကမဲညစ်နေတဲ့အချိန်ကိုเนาะအေးလူဘဝပဲပြန်ကြည့်လိုက်အောင်ဒီလိုတရိษံဘဝတွေနဲ့နှိုင်းရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင် လူဘဝကဆင်းရဲဒုက္ခတွေအများကြီးတက်တာသေးတယ်ပေါ့ အဲ့တော့သူတို့ဘဝနဲ့နှိုင်းရှင်ရှိမယ်ဆိုလို့ရှိရင်လူဘဝသည်မနုဿတ္တဘဝတုံးလို့ပေါ့အလွန်ရခဲ့တဲ့ဘဝတစ်ခုဆိုတော့ကိုယ့်ဘဝလေးကိုတံပိုးထပ်တတ်ဖို့လို